ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်အာဦးကလေးရရေဒီနေ့တော့ကျွန်တော်တို့ဒီမှာဟိုလီပွဲအတွက်အရင်ပျော်ရွှင်နေရတာပဲချွေးမကအရင်ကောင်းတဲ့စက်သားနဲ့ထမင်းကိုလှုပ်ထားတယ်လေတကယ်ပါ ချွေးမတော်တော်အရသာရှိတဲ့ကြက်သားနဲ့ထမင်ဆက်ဆက်လေးလှုပ်ထားတယ်။စပုတ်မူးတွေတောင်ရှုံးပေးရမယ်။ချွေးမရေထမင်နှိုးနဲ့ကြက်သားဘာထက်ယူလာခဲ့ပါအားလုံးစားကြမယ်။ဟုတ်ကဲ့မေထမင်ကိုယူလာနေပါပြီ။ရောင်းမရေမြမတို့ကြက်ပောင်တသက်ရွှေပြီးယူလာခဲ့နော်။မြမြလေးယူလာပေးပါ။အဲ့ဒီချိန်မှာမိဖုကြောင့်တည်းမှာအူအူကြီးကြီးတွေမှာကြက်သားနေထမင်းကိုလှုပ်နေတဲ့ရုံးလေးကဒေါသတကြီးနေပြောခဲ့ပါလေ။ဆန်နာမ ဒီငပြင်းမရောက်မှတော့ငောက်အနောက်ဆက်ပေးဆုံးမယ်ဒီငတ်နေတဲ့သူတွေကနည်းနည်းလေးတောင်တီးခန့်ချင်းစိတ်မရှိကြအောင်လားငါဘာလုပ်ရမလဲနီးဖို့ပေါ်ထိုင်နေရတော့မှလားစက်သားအစိမ့်နဲ့ထမင်းနဲ့ယူသွားပြီးခူးပေးလိုက်ချင်တယ်ငါပျော်ပျော်ရွှင်ရွှင်နဲ့ဟိုလီပွဲကိုကျင်းပမယ်ဆိုပြီးအိမ်မက်မှတ်ခဲ့တာငါရဲ့အိမ်မက်တွေကိုဖျက်ဆီးကြတယ်စဉ်းစားထားတာတွေအလကားဖြစ်သွားပြီငါရဲ့စိုးလိုက်တဲ့ကံကြမ္မာတဖက်မှာတော့အင်းနီနာချင်းပပလေးမှာဟိုလီအတွက်ပြုံမြူနေကြပါတယ် ဒါပေမဲ့ရွန်းလေးကဒေါသတကြီးနဲ့အိုးအချင်းကြီးတွေထဲမှာစက်သားနေထမင်းကိုအပြည့်ချက်နေရပါတယ်။ဟိုလီနေ့မှာတော့ချွေးမကဘာလို့အလောက်တောင်စိတ်ဆိုးနေရတာလဲ။ဒီကိစ္စရီအလုံးကိုနားလေဖို့အတွက်ပုံမြင်ရဲ့အနောက်ကိုတွားကြည့်ရပါမယ်။မင်္ဂလာဆောင်ခန်းမှာမှာဟင်းထက်နေရွန်းလေးတို့ကစိတ်ပေါ်မှာရက်ပြီးဓပုံရိုက်နေကြပါတယ်။ကျွန်တော်ကခမရတို့နှစ်ယောက်ပုံလုံထားတဲ့အချိန်ဓပုံတွေရိုက်ပြီးတော့ပါပြီ။သူတို့သားနဲ့သူတို့သမီးတို့ရဲ့မိသားစုဝင်တွေလည်းအခုလာကြပါ။ အဲ့ဒီချိန်မှာမင်္ဂလာဆောင်ဝစ်စုံနဲ့စင်ဘော်ကနေရုံးလေးကသူရောက်ခမရင်ကလူတွေကိုလှမ်းကြည့်ပါတယ်။သူတို့တွေကထမင်းစားစပွဲပေါ်မှာအာပါတိယကျက်သားနဲ့ထမင်းကိုစားနေကြပါတယ်။တယောက်ရဲ့လက်ထဲမှာကျက်ပောင်ရှိနေပါတယ်။တယောက်ကတော့လက်နေပိထမင်းနဲ့ကျက်သားကိုစားနေပါတယ်။မိုက်လိုက်တာခမီးခမကစားတော့အတွက်ရှယ်စီစဉ်ထားတယ်။စပူမှုတွေကကျက်သားနဲ့ထမင်းတွေကိုတော်တော်အားသာရှိအောင်လုပ်ထားတာပဲ။ငါတို့ဘိုက်တင်းသွားပြီ။ဟေးကျွန်တော်ပြောမယ် ကျက်သားနဲ့ထမင်းလေးကိုအိတ်ထဲမှာထည့်ပြီးအိမ်ယူသွားနိုင်မယ်။အလကားရတဲ့စားစရာတွေကိုလက်လွတ်မခံရဘူး။ကျန်းတဲ့စပွဲကုန်းပေါ်မှာထိုင်နေတဲ့အိတ်တွေတွေကကျက်သားနဲ့ထမင်းစားရတာကြိုက်တဲ့ရောက်ခမအင်းကလူတွေကိုပဲကြည့်နေကြပါရဲ့။ပြီးတော့ချိန်မအသင်ယွန်းလေးကတော့ဒေါသထွက်နေပါရဲ့။"အိုဖီးယားကြီး၊ကျမရဲ့ရောက်ခမအင်းကလူတွေကတော်တော်ငတ်တာပဲ။စားလောင်နေတဲ့လူတွေလိုမျိုးကျက်သားနဲ့ထမင်းကိုစားနေကြတယ်" ဒုက္ခပါပဲ။ငါရင်ငတ်မွန်နေတဲ့မိသားစုကတော့ဘယ်တော့မှပြောင်းလဲနိုင်မှာမဟုတ်ဘူး။ယွန်းနဲ့အရှိမောင်ကအရှက်တွေခွဲနေတယ်။ baby ယွန်းလေငါခုအားလုံးကိုခေါ်ပြီးလာခဲ့မယ်နော်။အင်ထက်ကရမ်းမိန်ရှက်ကြောက်ပြီးသူမိသားစုထံကိုရောက်လာပါတယ်။ဒီချိန်မှာကြီးလက်ရွာကလင်ကြီးမကြီးဖြစ်တဲ့ဟိမာကပြောခဲ့ပါတယ်။ကင်မရာတမားကိုရေဒီမှာလဲအာယုံစိုက်ပါအောင်။ဟုတ်ကဲ့ပါမကြီးလာပါပြီ ကင်မရာမန်ကရောက်ခမရင်ကလူတွေလက်နဲ့ထမင်းကိုစုပ်နေပြီးစားနေတာကိုကြည့်ပြီးမျက်နှာလွှဲလိုက်ပါရီ။အိုးဖေဟာကြီးသူတို့ဒီကြက်သားနဲ့ထမင်းကိုလုံနေပုံကိုလည်းကြည့်ပါဦး။ငါဒီမှာရက်နေရင်အန်ထွက်သွားလိမ့်မယ်။ဒီကနေထွက်သွားရမယ်။ခမရလူဆက်စားကြပါကျွန်တော်အခုလာခဲ့ပါမယ်။အကြောင်းပြချက်ပေးပြီးကင်မရာသမားကအဲ့ဒီကနေထွက်ပြေးသွားခဲ့ပါရီ။ခဏနေတော့ရုံးလေးကသူ့မိဘတွေကိုနှုတ်ဆက်ပြီးသူ့ရောက်ခမရင်ကိုရောက်လာပါရီ။ ဲ့ဒီချိန်မှာရောင်းမနှစ်ယောက်ဖြစ်တဲ့ယတီနဲ့ဆန္ဒတို့ကကပါတော့တယ်။ဂျွန်းလက်ရဲ့ရောင်းမနှစ်ယောက်ဖြစ်တဲ့ဆန္ဒနဲ့ယတီတို့ကပျော်ရွှင်နေကြပါတယ်။ဒါပေမဲ့ဂျွန်းလက်ကစိတ်သေးကနေစိတ်ဆိုးနေခဲ့ပါတယ်။အိုးဖះရေဒီအစားကြိုက်တဲ့ရောင်းမနှစ်ယောက်ကကျမရဲ့အရှိမရင်ကောင်းနေလို့လာရွာနေတယ်။ကျမသူတို့ရဲ့ပဆက်ထဲကနေစက်သားရဲ့အနှံ့နေကိုရှာနေတယ်။ငါဒီမှာပဲအန်ထွက်သွားမလားမသိပါဘူး။တကယ်တော့ယွန်းလက်ဟာတက်တက်လွတ်သမားအစ်စ်ပင်ဖြစ်ပါလိမ့်။ ဒါပေမဲ့သူကတက်တက်လွတ်မစားတဲ့အိမ်မှာအိမ်တောင်ကျသွားပါတယ်။အဲ့ဒါရဲ့လျှို့ဝှက်ချက်ကအိမ်တောင်ကျပြီးတော့မှထွက်ပေါ်လာခဲ့ပါတယ်။ဒါပေမဲ့လေလူတွေကပြောကြတယ်လို့ပါပဲ။လက်ထဲကအစာရီကိုငှက်ကစားပြီးမှတော့နောင်တရနေလေဘာထူးတော့မလဲဆိုတယ်လို့ပေါ့။နောက်ဆုံးပါတော့ရွှန်းလေးကသူ့ရဲ့စာလောင်ငတ်မွန်နေတဲ့ရောက်ကမိုင်းကလူတွေကြားမှာဘလို့စီမံခန့်ခွဲနိုင်မှာမလဲ။လာပါချွေးမသိရင်ငါတို့ရဲ့မိသားစုကနေနင့်ကိုကြိုးဆိုပါတယ်။လာပါ ငါရဲ့ချစ်လစွာသောလင်ညီမလေးရဲ့နင်တီယိုလာတာနဲ့ငါရဲ့နှလုံးသားထဲမှာပန်းနဲ့ပွင့်နေတယ်အခုတော့မိဖို့ကြောင့်နင်ဘက်ကီယူဆိုင်တော့ငါတို့အနားယူမယ်ဒီနှစ်တော့ငါတို့ဟိုလီမှာနင်လုတ်တဲ့စားဆရာတွေကိုစားမယ်ဒီမနာလိုတဲ့လင်ညီမအကြီးကတော်တော်နှက်တာပဲငါရောက်လာတာနဲ့ငါ့အပေါ်မှာမိဖို့ကြောင့်ရဲ့တာဝန်ပုံချလိုက်တာပဲအလုံးကကိုယ်ခမ်းမှာကိုယ်အနားယူဖို့သွားလိုက်ကြပါတယ်နောက်နေ့မနက်မှာတော့ရွှေလေးကမိဖို့ကြောင့်လေးကိုရောက်လာပါတယ် အိမ်မှာတောင်းလေးမှာဆန်အိအကြီးကြီးတွေနဲ့ဆဲပိတ်သားကြက်သွန်းဒီအိမ်နဲ့ချင်းောင်းနဲ့မှာကြက်သွန်းဖြူလေးတွေကိုထိထားပါတယ်။အိုဖျားကြီးဒါမိဖို့ကြောင့်လားဆန်စပါးဆက်ရုံလားအလောက်အထုပ်ကြီးကြီးတွေနဲ့ဆန်ဘသူကစားလို့လဲပြီးတော့ကြက်သွန်းနေနဲ့ကြက်သွန်းဖြူကလွဲပြီးဟင်းသင်းရွက်စိမ့်နေမရှိဘူးလားဟင်းသင်းရွက်စိမ့်တွေကိုရေခဲတက်တာထဲမှာထည့်ထားတာဖြစ်မယ်ဖွင့်ကြည့်လိုက်ပါဦးမယ်။ယုံလေးကရေကင်းတကြောင်ကိုဖြွင့်ကြည့်လိုက်တဲ့ရေကင်းတကြောင်ထဲမှာစက်သားတွေထိထားတာကိုတွေ့တော့သူကလမ်းဖြန်သွားခဲ့ပါတယ်။ ိုဖျားရင်ဒါမီးဖို့ကြောင်လားအသားဆိုင်လားငါရက်ခမအိမ်ကလူတွေကစက်သားနဲ့ထမင်းကိုအရင်စားကြတယ်ထင်တယ်အဲ့ဒီချိန်မှာအနောက်ကနေလင်ညီမဟေမာကမီးဖို့ကြောင်လေးကိုရောက်လာပြီးပြောခဲ့ပါတယ်နင်ပြောတာမှန်တယ်လင်ညီမလေးရဲ့ဘာလို့လဲဆိုတော့ငါတို့ရိုးတဲ့ထမင်းနဲ့ပဲဟင်းကိုစားမဝင်ဘူးစက်သားနဲ့ထမင်းကိုမစားရမချင်းငါတို့ကဘိုင်းမဝအောင်လေကဲအခုမြင်မြန်လေးစက်သားနဲ့ထမင်းကောင်းကောင်းလေးကိုလှုပ်လိုက်ဒီမှာအိုးတွေကိုထထားတယ်အိုးငါအိုးအပြည့်နဲ့ထမင်းနဲ့ ိုးငါးဦးအပြည့်နဲ့စက်သားကိုလောက်ရမယ်။တခါလေးမှာပင်ထမင်းငါးဦးစက်သားငါးဦးလောက်ရမယ်ဆိုတာကြတော့ယွန်းလေးကအံ့ဩသွားခဲ့ပါရဲ့။ဒါပေမဲ့ရောင်းမကြီးရဲ့ထမင်းငါးဦးနဲ့စက်သားငါးဦးကမများသွားဘူးလား။လူ၆ယောက်ထဲကငါးဦးငါးဦးစီ မဟုတ်ဘူးချွေးမရဲ့။အဲ့လောက်ထမင်းနဲ့စက်သားကိုငါတို့အိမ်မှာနေ့တိုင်းလောက်တယ်။ငါတို့ကအစားတောက်ကြိုက်တဲ့မိသားစုကလေဟိုလီမှာဆိုငါတို့အိမ်မှာသမင်းဆယ်ဦးနဲ့ကြက်သားဆယ်ဦးကိုချဲ့ရတဲ့လေထားရှိတယ် အဲ့ဒါကြောင့်ခုကလေးကအလေချင်လှုပ်လိုက်ပါတလနေဟိုလီလည်းရှိရလေဒါကတော့တော်တော်ကြီးတဲ့ပြဿနာပဲငါဘလို့ငတ်မွတ်တဲ့ရက်ခမအိမ်မှာအိမ်အောင်ကြသွားလည်းမသိဘူးအားလုံးကအရင်စားကြတာပဲအခုတော့ငါစတေးခန့်ရတော့မှချက်နေဒုံသားတကြီးနဲ့ရုံးနေကထမင်းကားအုပ်ကိုရေးစေးပြီးမိဖို့နဲ့ gas ပေါ်မှာရိုးတင်လိုက်ပါတယ်ဒီလိုနဲ့မိဖို့ကြောင့်နေမှာမိကုံးငွေတွေပြန်ကျင်းသွားပါတော့တယ်ပြီးတော့သူကချက်သွန်ဒီတွေအများကြီးကိုလှီးရတဲ့အတွက်သူမျက်လုံးကခရမ်းကျင်သီးလိုနှီးရဲသွားပါတော့တယ်။ န်ဒီကြက်သားနဲ့ထမင်းပြီးဖို့အတွက်နောက်ဘယ်လောက်ကြာအောင်ပါလဲကျွန်တော်ကဘိုင်ရန်ဆောင်းလွန်းလို့ဘိုင်တွေအောင်နေပြီလုံနေပါတယ်တားဆုံးမင်းရဲ့ဟိုဖျားရီလူကြီးတွေအစာကလေးတွေထိတပုံဆန်နေပဲပြီးတော့ဒီကြက်သွနေတွေကြောင်းငါရဲ့မျက်လုံးတွေအသေးဆက်နေပြီနှစ်နာရီသုံးနာရီခန့်နောက်ကြာမှတော့ကြက်သားနဲ့ထမင်းကားဥကိုချက်ပြီးရွှေလေကအားလုံးကိုခူးပေးလိုက်ပါတယ်ကြည်ရင်ကြည်ရင်နဲ့အားလုံးကစားပြီးစားတော့ကြပါတယ်ရွှေနေ တော်တော်ရတာရှိပြီးစက်တဲ့ကြက်သားနဲ့လှတဲ့ထမင်းလေးတွေကိုလည်းခြံထားတာပဲ။ငါမိမကတော့တော်တော်ကောင်းတာပဲ။ကျေးဇူးပါကိုဟင်းထက်ရေ။ကြည့်ပါအောင်။အားလုံးအငှက်တွေလို့စားတောက်နေကြတယ်။အဲ့လောက်အိုးတွေကိုချက်ပြုတ်ရတာငါပဲခားနာတာလေ။ဒီလိုနဲ့ပဲအစားကြီးတွေရောက်ခမိုင်းကလူတွေရင်ကြက်သားနဲ့ထမင်းဆိုင်ရတဲ့အစည်းအဝေးဟာနေ့စဉ်အလုပ်ဖြစ်နေပါတယ်။ဒါကြောင့်ရွှင်လေးကစိတ်တူနေပါပြီ။ပြီးတော့ကြင်းရင်ကြင်းရင်နဲ့ဟိုလီပွဲတော်ကလည်းရောက်လာခဲ့ပါတယ်။ ။အိုလီမတိုင်မီတည့်ရံတို့မှာအင်းထက်နေဇွဲမန်တို့နှစ်ယောက်လုံးကကြက်တွေအများကြီးကိုဝေပြီးအင်ကိုယူလာပါတယ်။ပြီးတော့ကြက်တွေကိုလွှတ်လိုက်တာနဲ့ကြက်တွေကရွံ့လေနောက်ကိုအော်အော်ပြီးပြေးလိုက်ကြပါတယ်။အာအာရောက်ကမရေလင်ညီမကြီးရေကျောင်းမတို့ရေကဲပါအောင်ဖဲဖဲဖဲငါရဲ့ညီမလေးရေနေရတော့ဒီကြက်တွေကိုကြည့်ပြီးခုံနေရပဲအလုံးကရွံ့လေကြက်တွေကြောက်နေတာကိုတွေ့တော့ကြေလောင်စွာနဲ့ရှိကြပါတယ်။ ဟိမကကြက်တွေကိုလှောင်ရင်းထဲမှာသွားထည့်လိုက်ပါတယ်။ဟဲအဲ့လိုကြောက်နေဘလို့အလုပ်ဖြစ်မလဲ။မနှက်ပြက်နေရပဲဒီကြက်တွေကိုတက်ပြီးကြက်သားဟင်းကောင်းကောင်းလေးချက်ရမှာလေ။ဘာ?ကျမဒီကြက်တွေကိုမတက်နိုင်ဘူး။ဒါထုံနှမ်းမလို့လား။ချွေးမကြီးဒါကိုထုံနှမ်းတစ်ခုလို့ပဲမှတ်လိုက်ပါ။ပြီးတော့မနှက်ပြက်ဟိုဒီပွဲတော်မှာပါမတိဆန်ကိုချက်နော်။အဲ့ဒါတီချာအိတ်ထဲမှာထည့်ထားတယ်။ပြီးတော့အစားတောက်တွေကိုကောင်းမွန်စွာပြင်ဆင်ထားနော်ချွေးမ။ဒီရောက်ခမအိမ်ကလူတွေဒုက္ခရောက်ပါစေ။ ိုလီနေမှာတောင်ချွေးမောက်တနားညတာမဲဆိုပြီးမရှိကြဘူးအားလုံးရဲ့ပိုက်ကတောင်ကြီးတစ်ခုလိုမျိုးပဲဒီနတ်ဆိုးတွေကကြက်သားနဲ့ထမင်းဆက်အိုးပဲစားချင်ကြတယ်ဒီလိုနဲ့ပဲဟိုလီနေကလည်းစတင်ပါတယ်ရောက်ခမရင်ကတမိသားစုလုံးကအယောင်မုံတွေနဲ့ဟိုလီပွဲတော်ကျင်းပနေကြပါတယ်ဒေါတာတကြီးနဲ့ရွှေလေးကတော့မိဖို့ကြောင့်လည်းမကြက်သားနဲ့ထမင်းဆက်အိုးကိုအစင်းနဲ့ပြင်နေရပါတယ်ဟာဟာဟာ Happy Holi ပါကလေးရည် ယောက်ျားရဲ့အရှိမကလေးတွေကြည်နေတယ်လေရှင်မရှက်ဘူးလားယောက်ကမင်းကတမိသားစုလုံးကအယောင်မှုန်တွေနဲ့ပေးချန်နေပြီးဟိုလီပွဲတော်ကျင်းပနေကြပါတယ်ပြီးတော့ဆူဆူရှဲရှဲနဲ့အိနေကိုဝင်လာပြီးအင်ကိုညက်ပတ်အောင်လှုပ်လိုက်ကြပါတယ်ချိမကြီးငါတို့ရဲ့ကြက်သားနဲ့ထမင်းလေးကိုမြင်မြင်လေးခူးပြီးတော့ဘိုက်ဆောင်လုံးတို့ဘိုက်ထဲကနေအတန်းတွေတော့မြင်နေပြီဟုတ်ကဲ့ပါယူလာပါပြီယောက်ကတိရဲ့ငါပြင်းတွင်ကြက်သားဆယ်အိုးကိုလည်းချက်ပေးရတယ် ပြီးတော့ဒီအစားကြီးတဲ့သူတွေကိုလည်းတွားခုပေးရမယ်။သူတို့ကငါ့ရဲ့ဟိုလီပွဲကိုစိတ်ညံ့အောင်လှုပ်လိုက်တာပဲ။ဂျွန်နဲ့ကစိတ်တူတူနဲ့အားလုံးကိုထမင်းတွေယူလာပြီးခူပေးလိုက်ပါရီ။ကျင်းရင်းကျင်းရင်းနဲ့ကြက်သားစေးဦးနဲ့ထမင်းစေးဦးလုံးကကုန်းလူနီးပါးဖြစ်နေပါပြီ။အဲဒီချိန်မှာလင်ညီမအကြီးကလှောင်ပြောင်ပြီးပြောခဲ့ပါရီ။လင်ညီမလေးရဲ့ကြက်သားနဲ့ထမင်းကအချိန်တို့တွဲမှာပဲကုံသွားလိမ့်မယ်။ကြက်သားနဲ့ထမင်းကိုနှစ်အိုးသုံးအိုးလောက်ထတ်တယ်လောက်နော်။ကြက်သားနဲ့ထမင်းကိုထတ်ချက်ရမယ်။ ျွန်တော်ကိုစောင့်ပြီးရုံးလေးကမိဖို့ကြောင့်လေးကိုဒေါသတကြီးနဲ့ဝင်လာပါတယ်။ပြီးတော့ပကံတွေကိုပြစ်ချပြီးဒေါသထွက်နေပါတယ်။ကျွန်းလေးကဟိုလီပွဲမှာသူ့ရောက်ခမအင်းကလူတွေကိုပညာပေးမလား။ပြီးတော့ရောက်ခမအင်းကလူတွေကရောသူ့ရဲ့ဆန္ဒတွေကိုနားလည်ပေးနိုင်ပါမလား။ရောင်းမရေဒီနေ့မှပဲချက်သားနဲ့ထမင်းကိုခူးပေးမလား။ဒါမှမဟုတ်ဟိုလီပွဲပြီးမှပဲထမင်းကိုကျွေးတော့မလား။ညီမတို့ရဲ့ပျော်ရွှင်စရာအချိန်တွေကအလကားဖြစ်ကုန်တော့မှာပဲအခုတော့တော်တော်လွန်လာပြီ သူတို့တွေကငါ့ကိုအဲ့လိုပဲကဲ့ရဲ့နေတော့မှလားဒီထက်ကောင်းတာတော့ငါသူတို့စိမ့်နေတဲ့စားစရာတွေပဲသွားပြီးကျွေးလိုက်တော့မယ်ဂျွန်းလေးကစစ်သားစိမ့်နေထမင်းအိုးတွေကိုယူပြီးလာနေပါလေအဲ့ဒီချိန်မှာကျင်းမြေပေါ်မှာကြာနေတဲ့ရေချောင်သူကချောချသွားပါတော့တယ်ဒီလိုနဲ့ပူနေတဲ့အိုးတွေကစီရီဟာသူ့ဘုံကိုကြာသွားပါတော့တယ်အာအမေငါခါအမလေးအမလေးလေညီမလေးရဲ့နင့်စင်ပြေလားကျမစီကနေဝဲဝဲနေ ကျမောက်လိန်ညာပြီးကျူးဆက်ပေးเสียဘာမှမလုပ်မနှက်ကလေးကဟိုဒီနေ့မှာချွေးမတယောက်တည်းမိဖို့ကြောင့်နဲ့မှအလုလုခိုင်းနေတယ်အဲ့ဒီချိန်တော့ကတော့ဘသူမှမတနာခဲ့ဘူးကြက်သားဆယ်အုပ်နဲ့ထမင်းဆယ်အုပ်ချက်တယ်ဆိုတာဟာသားတခုလားရောက်ခမရင်ကလူတွေအားလုံးကသူတို့ရဲ့လောက်ရွေးတွေးကြောင်ရှေ့ယွန်ပြီးခွင်တောင်းလိုက်ကြပါတယ်အခုတော့အားလုံးဟာတူတူပေါင်းပြီးဟိုလီပွဲတော်ကိုကျင်းပကြပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တည်းဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။